ရန်ကုန်မြို့နယ်အားရွှေဆိုင်ဓမြတိုက်ခံရအမြန်ရထားကျွေပြားကျိုးနဲ့ပြပောက်သူကိုအလုံးနဲ့ထောင်နဲ့15နှစ်ချမှတ်မင်္ဂလာပါအော်ဒီယိုဘိုင်းစော်နေရနေ့ကျိုးဆိုပါတယ်ဒီတစ်ခါမှာတော့သတင်းနှစ်ခုကိုတင်ဆက်ပေးပါမယ်ပထမသတင်းကရန်ကုန်မြို့နယ်အားရွှေဆိုင်ဓမြတိုက်ခံရတဲ့အကြောင်းဖြစ်ပါတယ်ဒုတိယသတင်းကတော့အမြန်ရထားအကျွေပြားကျိုးဖြစ်ပြပောက်သူကို အလုံးနဲ့ထောင်နဲ့စကားနဲ့ခြားမှတ်လိုက်တဲ့သတင်းတို့ပဲဖြစ်ပါတယ်။ပထမဆုံးရန်ကုန်မြို့နယ်ရရွှေဆိုင်ဓမြတိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းလာတာမြို့နယ်အမှတ်3ရပ်ကွက်မဟာဗန်နူလာလမ်းမှာရှိတဲ့ရွှေစင်ဆိုတဲ့ရွှေဆိုင်မှာမနေ့ကဒီဇင်ဘာလ9ရက်နေ့မနေ့ပိုင်းမှာဓမြတိုက်လူရမှုဖြစ်ပွားခဲ့ပြီးရွှေတဲ့ပစ္စည်းတွေနဲ့ငွေသားကျပ်သိန်း1000လောက်ပါသွားတယ်လို့သိရပါတယ်။ ဒီဇင်ဘာလ9ရက်နေ့မနက်9:00နာရီလောက်မှာရွှေဆိုင်ဖွင့်မှုအတွက်ကားပေါ်ကနေရွှေရပစ္စည်းဒုတ်တွေချနေစင်မှာအမည်မသိတဲ့တနက်ကင်ထားတဲ့အမျိုးသားနှစ်ယောက်ရောက်ရှိလာပြီးတနက်ပြချင်းချောက်ခါပစ္စည်းနဲ့ငွေသားတွေကိုလူရက်သွားတာဖြစ်တယ်လို့သိရပါတယ်။ရွှေဆိုင်လူရက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးလာတာရေစကန်းကိုဆက်တွယ်မေးမြန်းရမှာတော့ဖြစ်စဉ်မှန်ကန်ကြောင်းအတည်ပြုပြောဆိုပါတယ်။ဖြစ်စဉ်ကဟုတ်ပါတယ်။လူရက်မှုပါ။ အခုကစုံစမ်းစစ်ဆေးဖို့တွားနေကြတော့မှဆိုတော့အသေးစိတ်တော့မသိရသေးဘူးလို့တာဝန်ကျရတပ်ဖွဲ့ဝင်ကပြောပါတယ်။ရွှေရပစ္စည်းတွေလူရက်သွားသူတွေကတော့ဆိုင်ကယ်နဲ့ရောက်ရှိလာပြီးလူရက်သွားတာဖြစ်ကြောင်း။လက်ရှိမှာတော့ CCTV မှတ်တမ်းကိုလည်းစစ်ဆေးနေပြီးကျွလွန်သူတွေထွက်ပြေးသွားတဲ့လမ်းကြောင်းကိုရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။မြို့ထဲကဆိုင်ကယ်စီးကွင်းမရှိတဲ့နေရာမှာမနက်အစောဆိုင်ကယ်နဲ့လူရက်တာဆိုတော့ဖမ်းမိမဲ့အခြေအနေကတော့များမဲ့ထင်ပါတယ်။ တစည်းတဲကိုတုံးရောက်လာလာမှာတယောက်ကဆိုင်ကနဲ့ဆောင်နေပြီးကြံနှယောက်ကဝင်လို့တဲ့ပုံစံမျိုးပါဒေရွှေဆိုင်ကဒေချိန်လာပြီးဆိုင်ဖွင့်နေကြဆိုတာကိုသိလို့သာအခုလို့အချိန်အတိကျနဲ့လုံသွားတာပေါ့မြို့ကန်တယောက်ကပြောကြခြင်းဖြစ်ပါတယ်လက်ရှိတိတော့ရွှေဆိုင်တများတိုက်လူရက်သူတွေကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်နိုဝင်ဘာလ12ရက်နေ့ကလည်းမန္တလေးတိုင်းပြည်ဦးနယ်မြို့နိုင်စင်အနီးမှာနိုင်စင်အနီးရှိ အောင်စပွဲစိန်ရွှေရနာဆိုင်မှာဓမြတိုက်မှုဖြစ်ပွားခဲ့ပြီးဆိုင်လုံကြုံရဲဝန်ထမ်းမျိုးတတရတေဆဲမှုဖြစ်ပွားခဲ့ပါတယ်။စတေမာလာ၁၇ရက်နေ့ကလည်းမွန်ပြည်နယ်တံပြူစရမြို့မှာရွှေဆိုင်သိမ်းပြီးကားနဲ့နေငိုပြန်လာတဲ့ရွှေဆိုင်ပိုင်ရှင်တွေကိုနေအိမ်ရှေ့ရမှာတနက်ပစ်ဖောက်ဓမြတိုက်ပြီးဝေသားနဲ့ရွှေရပစ္စည်းတို့ပါဝင်စွစွပေါင်းသိန်း၄၀၀နီးပါးလောက်လူရက်မှုဖြစ်ပွားခဲ့ပါသေးတယ်။ပြီးခဲ့တဲ့အောက်ကလ၁၄ရက်တုန်းကလည်း ရန်ကုန်ဒဂုံမျိုးတက်မြောက်ပိုင်းအမတ်34ရက်ကွက်ဦးဝိစာရာလမ်းရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်မှာဓမြတိုက်ခံရပြီးဓမြတိုက်သူတွေကတယောက်ကိုဖမ်းဆီးရမိခဲ့သလိုရွှေတွေလည်းပါမသွားဘူးလို့သိရပါတယ်။လွန်ခဲ့တဲ့မတ်လ23ရက်ကလည်းရန်ကုန်မြို့ဗပယ်လမ်းမြို့နယ်ဘန်နူးလာလမ်း29လမ်းနဲ့လမ်း30ကြားရှိတိတ်ရင်ရွှေဆိုင်မှာဓမြတိုက်ခံရပြီးရွှေတွေပစ္စည်းတွေလူရက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။ ရွှေဆိုင်တွေတများတိုက်ခံရတာကပြောရရင်မြန်မာနိုင်ငံမျိုးတော်တော်များများမှဖြစ်ပွားနေတာပါအဲဒါကြောင့်မို့ရွှေဆိုင်နေနေနဲ့ကိုယ်လုံးကြုံရေကိုအခုထပ်ပို့ပြီးတော့တုံ့ပြန်တင်ပါတယ်ဆက်လက်ပြီးတော့အမြန်ရထားကျွေပြားကျိုးဖြစ်ပြပောက်သူကိုအလုံးနဲ့ထောင်နဲ့15နှစ်ချမှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် DEMU အမြန်ရထားတဲ့အာကျွေပြားကျိုးဖြစ်ပြပောက်သူအာမနေ့ကဒီဇင်ဘာလ9ရက်နေ့မှာ တာငူခရိုင်တရားရုံးမှအလုံးနဲ့ထောင်နဲ့15နှစ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ရန်ကုန်မန္တလေးရထားလမ်းမိုင်တိုင်အမှတ်134ရှစ်နဲ့134ခိုးကြားမှာရန်ကုန်မှ နေပြည်တော်သို့မောင်းနှင်လာသောအမှတ်ခွန်အစံ DEMU အမြန်ရထားအားကြွေပြားကျိုးဖြစ်ပြပောက်ခဲ့တာပဲဖြစ်ပါတယ်။အော်တိုဝါလာ28ရက်ညနေ3:00ဝန်းကျင်ကထအူးလွင်ခေါ်ငထောင်နီအသက်23နှစ် ်တင်းញိုင်းကောင်းကွက်တဲ့ဘာထူးချောင်းလန်းအုတ်ဖြတ်ရက်ကွက်ဖြူးမျိုးနယ်နေသူမှပြစ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။သူကဒီလိုမျိုးပြစ်ပေါက်လိုက်တာကြောင့်ပထမရန်အတွက်နဲ့ဘေးမှန်ချက်အားထိမှန်ပြီး အလျားလေးပေအနန္တပေကွက်ခန့်မှန်ချက်တစ်ခုလုံးအကွက်သေးပြင်မှန်၏အပေါ်ဘက်တောင်စွန်းနှလမ်းမပတ်လည်လောက်ပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်အစောပိုင်းဒေးအမီကိုအများရထားအားကျွေပြားကျိုးဖြစ်ပြပောက်သူ ထဲဦးလွင်ခေါ်ငထောင်းဒီအားယထာပို့ဆောင်ရေးလုပ်ငန်းဥရေပုံမှ84ရာတောင်ငူခရိုင်တရားရုံးမှအလုံးနဲ့ထောင်နဲ့15နှစ်ချမှတ်ခဲ့ကြောင်းသိရပါတယ်အခုလိုအမြန်ယထာကျွေပြားကျိုးဖြစ်ပြပောက်သူကိုထောင်နဲ့15နှစ်ချမှတ်တဲ့အတွက်တချို့ကလည်းဝမ်းသာအားရနဲ့ကျေနပ်နေကြပါတယ်ဒါပေမဲ့တချို့ကတော့ယထာကိုခဲနဲ့ပောက်တာကထောင်နဲ့15နှစ်ဆိုတာများလွန်းနေတယ် လူတက်မှုလောက်နည်းနည်းသည့်အပြစ်ကညာနေရလို့ပြောကြပါတယ်။ဒါကြောင့်ယထာပို့ဆောင်ရေးလုပ်ငန်းဥပဒေပုံမှန်ကိုလေ့လာကြည့်တဲ့အခါမှာတော့2016ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာထုတ်ပြန်လိုက်တဲ့ယထာပို့ဆောင်ရေးလုပ်ငန်းဥပဒေအခန်း18ပုံမှန်89ခါခွဲအရယထာကိုတစုံတရာနဲ့ပြစ်ပေါက်ခြင်းဒါမှဟုတ်တစုံတရာပြုလုပ်ခြင်းအတွက်ပြစ်ဒဏ်ကိုပုံမှန်84မှာပြဋ္ဌာန်းထားပါတယ်။ပြစ်ဒဏ်ကတော့ အ ਨੇ ဆုံး၅နှစ်မှအနည်း၂၀ထက်မပိုသောထောင်နှံချမှတ်ရမယ့်အပြင်ဝေဒန်ကိုလည်းချမှတ်နိုင်တယ်လို့သိရပါတယ်။အဲ့တော့သူဆွဲထားတဲ့ပုံမှန်ရဒါ၅နှစ်ကနေအနည်း၂၀အတွင်းဆိုတော့အခုချတာက၅နှစ်ဆိုတော့ဒီပုံမှန်ရဆိုရင်တော့ဒါမများဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ပုံမှန်ရဆိုရင်တော့နောက်ထပ်ဝေဒန်ကိုပါချမှတ်လို့ရပါသေးတယ်။မိတ်ဆွေတို့ရောယထာကို အခုလိုမျိုးခဲချိုးနဲ့ပေါက်တာဘယ်လိုမျိုးယူဆမိပါမလဲအပြစ်နဲ့ပြစ်တံကမျှတမှုရှိရလို့ယူဆမှာမလားမိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးကိုပြောပြပေးသွားကြပါဦးခင်ဗျာ